ပြည်တူဖောင်ဒေးရှင်းမြန်မာနိုင်ငံနာဂတ်ဆေးပညာရှင်တွေကိုမြှင့်တင်ပေးခြင်းအားလုံးပဲမင်္ဂလာပါ MSN News Channel ကနေကြိုဆိုပါတယ်ပြည်သူပညာရေးဖောင်ဒေးရှင်းကမြန်မာနိုင်ငံမှာထင်ရှားကျော်ကြားတဲ့တရုတ်ဆောင်တဲ့မော်ရယ်ပြည်သူ့မှာတည်ထောင်ထားတဲ့ထင်ရှားသောဘရဟိတလုပ်ငန်းတွေကိုကိုစားပြုပြီး၎င်း၏မူရဲ့မြန်မာပညာရေးမညီမျှမှုတွေကိုဖြည့်ရှင်းဖြစ်ပါတယ်။ပညာရေးဆိုင်ရာထူးချွန်တော်လဲစီးပွားရေးအချို့တဲ့အကြောင်းသားတွေကိုစေဘက်ဆိုင်ရာပွဲတွေရအောင်ပံ့ပိုးပေးမျှော်မှန်းချက်နဲ့တည်ထောင်ထားတဲ့ E Foundation က မြန်မာနိုင်ငံရှိလူငယ်တိုင်းလူလူဆရာဝန်တွေအတွက်မျှော်လင့်ချက်မရှိတဲ့ကြောင့်ဖြစ်လာပါတယ်။ပညာပြည်တူပညာရေးဖောင်ဒေးရှင်းက2017ခုနှစ်မှာမျိုးစေ့ချရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ1000ကျပ်ငွေ10သိန်းနဲ့စတင်တည်ထောင်ခဲ့ပြီးမြန်မာရုပ်ရှင်ထူးချွန်စုအကယ်ဒမီစုကို9ကြိမ်တိုင်တိုင်းဆက်ကူထားတဲ့မြန်မာရုပ်ရှင်ထူးချွန်စုပေသူတရုတ်စာတော်ဦးဖြစ်ပါတယ်။အရေးချင်းဖြစ်မိတဲ့ကျောင်းသားတွေကိုပညာရေးဆိုင်ရာရေးချင်းတွေကြောင့်မှအရေးသွေးပြင်မိသောစေပညာကိုမတင်ကြားနိုင်စေ မတင်ကြနိုင်စံငွေကြေးတားဆီတွေကိုပြည်သူရဲ့အသိမှတ်ပြုမှုမှာပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကပြည်သူကိုယ်တိုင်ကမန္တလေးနီးပညာတက္ကသိုလ်ကနေမြို့ပြအင်ဂျင်နီယာအဖွဲ့အင်ဂျင်နီယာဘာသာရပ်ကိုစီဖို့ခဲ့ပြီးမြို့ပညာလုံးမစခင်ကလေးကသူ့ရဲ့ကိုယ်ပိုင်ပညာကိုလေ့ထားကြောင်းပြသခဲ့ပါတယ်။ဒီနောက်ခံကပညာရဲ့အသင်ကိုပြောင်းရင်စာနဲ့မြင့်မာတဲ့တင်ယူမှုအခွင့်အလမ်းတွေရရှိရတဲ့အတွက်ကျောင်းသားရင်ဆိုင်ရဲ့စင်ကုန်မှုတွေကိုသူနားလည်သဘောပေါက်ကြောင်းအကြောင်းကြားလာပါတယ်။ ဖောင်ဒေးရှင်းကတိကျလူငယ်ဥယျာဉ်စင်းကိုပြစ်မှတ်ထားပြီးရှင်းလင်းစွာသတ်မှတ်ထားပညာသင်ဆုအစီအစဉ်နဲ့လှုပ်ဆောင်တဲ့စေတက္ကသိုလ်များသို့ဝင်ခွင့်ရခြင်းပြည့်မီတဲ့ဒုကြုံကျောင်းသားတွေအတွက်ပညာသင်ဆုတွေကိုတည်တံ့ရရှိနိုင်တော့လဲ။သူရှင်ကဘေးစာရငွေချင်းမလုံလောက်ပါရွေးချယ်ထားတဲ့ပညာရှင်တုံးစီက၎င်းတို့ရဲ့ဆေးပညာသင်ကြားမှုတစ်လျှောက်ဒလလင်ငွေကျပ်9000ရရှိပြီးအရေးကြီးတဲ့ငွေကြေးတည်ငြိမ်မှုကိုပေးစွမ်းပါတယ်။ ရရှိနိုင်တဲ့ရင်းမြစ်တွေမှာကိန်းကနေတီကြကိုမဖော်ပြထားတော့လဲဖောင်ဒေးရှင်းက၎င်း၏လုပ်ငန်းဆောင်ရွက်မှုအတိုင်းအတာနဲ့ရန်ပုံငွေရှာပွေးကြိုးပမ်းမှုတွေကိုအတိုင်းအတာနဲ့ចောင်းသားများပြားကိုတပြိုင်နက်ပံ့ပိုးပေးနေဖောင်ဒေးရှင်းမှာပေါ်ပေါက်လာပါတယ်။ပညာသင်စုကမြန်မာဇန်မာရေးဆောင်ရှောက်မှုစနစ်မှာပညာရေးဆိုင်ရာဂရီကဝိတ္တနဲ့ပံ့ပိုးကူညီမှုနှစ်ခုလုံးအားတည်ကြစဉ်ဒီဇိုင်းထုတ်ထားတဲ့အရေးကြီးသောခြေအနေများစွာပါရှိပါတယ်။လက်ခံသူတွေက၎င်းတို့ရဲ့ပွဲတွေပြည်မြောက်ဘက်ကမြန်မာနိုင်ငံမှာအနည်းဆုံး၅နှစ်ကြာလုံလွန်ဂရီကဝေပြောပါမည် ကျောင်းသားတွေကပံ့ပိုးမှုရက်စဲခြင်းတို့ဆန်းဆောင်ရေးညံ့ပြင်းတဲ့ကျောင်းရင်းနေဖြင့်ကျင့်တဲ့ဖွဲ့စဉ်နေတဲ့တရားမှုမှတ်တမ်းတွေကိုထိန်းသိမ်းထားအောင်။ပညာတော်သင်တွေကိုနိုင်ငံတွင်းမှာထွက်ခွာရင်တို့မဟုတ်၎င်းတို့ရဲ့ပညာသင်ကာလမှာလက်ထံအခွင့်မပြုပါဘူး။အီဂျင်တွေကပညာရေးကိုလက်လန်းမိနိုင်စေရေးနဲ့မြန်မာပြည်တွင်ကျန်းမာရေးဆောင်ရှောက်မှုစနစ်အတွက်ရလက်ကျန်းကျင်မှုတွေအကျိုးကျေးဇူးရရှိလာရေးအတွက် Foundation ရဲ့နှစ်ရက်အယောင်ဆိုင်မှုကိုထင်ဟပ်နေပါတယ်။ ပြည်တည်ဦးကဖောင်ဒေးရှင်းရဲ့ CEO အဖြစ်တာဝန်ယူရဲအများသူငါဆက်သွယ်ဖောင်ဒေးရှင်းကိုကိုးစားပြုရဲဦးညင်ကြီးကဲ့သို့သောပြောရေးဆိုခွင့်ရှိသူတွေကိုခန့်အပ်တာရင်ဖောင်ဒေးရှင်းမှာကိုယ်စားလှယ်တွေက၎င်းတို့ရဲ့လုပ်ငန်းတွေပညာရေးအတွက်တည်တံ့ပြကြောင်းလေးပြပြောကြားခဲ့တဲ့ပြည်တည်ဦးပညာရေးဖောင်ဒေးရှင်းကចောင်းသားတွေပညာရေးကိုတောက်ကူဖြစ်စေဖွဲ့စည်းတကူဖြစ်ပါတယ်။တခြားနယ်ပယ်မှာပတ်သက်ခြင်းမရှိလို့လည်းရှင်းလင်းပြောကြားထားပါတယ်။ဖောင်ဒေးရှင်းတရားမှုပေါ်ကိန်းကနေချက်လက်တွေကိုရရှိနိုင်တဲ့ရင်းမြစ်တွေမှာအကျယ်တဝန်းမှတ်တမ်းတင်ထားတော့လဲကြံ့ညွန့်ကိမ့်များစွာက၎င်းအရေးကြီးမှုကိုအကြံပြုပါတယ်။ ဝန်ဆောင်မှုလိုအပ်ချက်ကမြန်မာနိုင်ငံမှာစေဘက်ဆိုင်ရာစွမ်းရည်စီစဉ်မှုကိုတိုက်ပြရမှာအထောက်ကူဖြစ်စေပြီးနိုင်ငံအတွက်ထောက်ပံ့ကူညီပညာရေးမှာအကျိုးကျေးဇူးရရှိစေရင်စေချောင်းတက်အရေးချင်းပြည့်မီသောညာလဲငွေချင်းမတက်နိုင်တဲ့ចောင်းသားတွေကိုအာယုံဆိုင်ကျင်းပြဖောင်ဒေးရှင်းကအရင်းမြစ်တွေကိုစစ်မှန်တဲ့ပညာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုပံ့ပိုးပေးခြင်းသေချာစေတယ်မြန်မာနိုင်ငံမှာကြော့ကြားသူတွေမှာတည်ထောင်ထားတဲ့ပညာရေးကိုအဓိကထားအခြေခံတဲ့ဖောင်ဒေးရှင်းနိုင်ငံထဲမှာတစ်ခုအနေဖြင့်၎င်းသည်အများပြည်သူဆိုင်ရာပုံကိုယ်တွေလူဆိုင်ရာယဉ်ဤအတွက် မြေကဲ့သို့အကျိုးပြုနိုင်သည်ကိုနမူနာပြသနေပါသည်အစုံနှင့်ရွှေရွှေနာဆင်ပြည်ပြည်သားအလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်